်မင်္ဂလာပါရှင်ကျမရောဝန်ဒီပါ DVV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ထိုင်းမြန်မာနယ်စပ်ကမောတောင်မြို့ကိုလက်လွတ်လိုက်ရတဲ့ကိစ္စစစ်ဆေးခံရတဲ့ကန်ယူရန်စစ်ဌာနချုပ်တိုင်းမူဘိုချုပ်ကျော်ကျော်ဟန်ကိုဒွေမာလာ26ရက်နေ့မှာခံဝင်နဲ့ပြန်လွတ်လိုက်တယ်လို့နေပြည်တော်သတင်းရင်းမြစ်တွေဆီကနေသိရပါဗျာ ဗိုလ်ချုပ်ကျော်ကျော်ဟန်ကိုကာဆာထာမူဒုဗိုလ်ချုပ်ကြီးညွန်ဝင်းဆွေနဲ့အဖွဲ့က9ရက်ကြာစစ်ဆေးပြီးတဲ့နောက်စစ်စီရေးကိစ္စတွေမှာနောက်နောက်ဒီလိုဖြစ်စဉ်မျိုးမဖြစ်အောင်ဝန်ခံကတိလက်မှတ်ရေးထိုးပြီးပြန်လွတ်လိုက်တယ်လို့နေပြည်တော်သတင်းရင်းမြစ်ကပြောပါရယ်ဗိုလ်ချုပ်ကျော်ကျော်ဟန်ရဲ့အမျိုးသမီးကစစ်ကောင်းဆောင်ရဲ့အမျိုးသမီးဒေါ်ကျူကျူလှကိုလက်ထိုးပြီးအတနာခံခဲ့တဲ့အတွက်ပြန်လွတ်လိုက်တာဖြစ်ပြီးယာရုကတော့တိုးမှမဟုတ်တော့ဘူးလို့ဆိုပါရယ်နိုဝင်ဘာလ14ရက်နေ့ကထိုင်းမြန်မာနယ်စပ်မြို့ဖြစ်တဲ့ မောတောင်မြို့ကို KNL ဥဆောင်တဲ့တော်လဲတက်တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့ရမှာစစ်တုံးပန်း43ရောက်ကိုဖမ်းဆီးမိပြီးလက်နက်ခဲရဲ့အများပြားကိုလည်းသိမ်းယူနိုင်ခဲ့ပြီးတဲ့နောက်နိုဝင်ဘာလ15ရက်နေ့မှာဗိုလ်ချုပ်ကျော်ကျော်ဟန်ကိုစစ်ဆေးခဲ့တာဖြစ်ပါတယ်ရှင်ရှမ်းပြည်နယ်တနူကိုပိုင်အုပ်ချုပ်ခွင့်ရသည့်တရွာငံမြို့မှာတန်းခိုင်ရေးပါတီကနေဝင်ရောက်အရွေးခံမဲ့ကိုယ်စားလှယ်လောင်းတွေကနိုဝင်ဘာလ16ရက်နေ့ကမိတ်ဆက်ဆိုင်ပုတ်ထုခဲ့ပါတယ်။အဲ့ဒီနေ့မှာပဲ စစ်ကောင်စီရဲ့တပ်သားတွေကလက်နက်အပြည့်စုံနဲ့အဒီကိုဇလက်လောင်းတွေရဲ့ပန်ဖလက်တွေကိုလိုက်လံပေးဝေးနေတာပဲဖြစ်ပါတယ်။ဒီအခြေအနေနဲ့ပတ်သက်ပြီးလာမယ့်2025ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြန်မဲ့နိုင်ငံရေးအတွေ့အကြုံရှိခဲ့တဲ့မတ်လောင်းတယောက်ကခုလိုပြောပါတယ်။တကယ်လည်းအဲ့လိုမရှိခဲ့ပြီဆိုရင်တော့ဘဝငါးစီးဟိုဖသရွေးကောက်ပွဲပုံမှန်မဖြစ်တာပေါ့နော်။အဲတက်ကလူရဟိုဒါချစ်တိမရီကိုရရလေ။တန်ရှင်ဦးလူလူကနေဥပစုလူကိုလည်းကိုရရလေ။ဆိုတော့အဲ့လိုပဲလက်နဲ့ပြပြီးတော့ ဝင်ကလေးဥပအောင်စုတွေထုတ်ခိုင်းရဆိုအဲ့ဒါအဲ့ဒီရောက်စက်ကပါညီနောက်ပြီးခိုင်းရတယ်အခုလည်းအဲ့လိုဖြစ်တယ်ဆိုလို့ရှိရင်ဒါမမတမဟုလို့ဒီလိုစပြီးခြုံပြီးပြောမှာပေါ့နော်နောက်ပြီးတော့ဥစားဟိုမမတမမှုကြောင့်အနာထင်းရပါတယ်ဆိုရင်အခုဘောတက်ပြီးကြီးလုံးကြအောင်မှာလားပေါ့နော်ဟိုနိုင်ငံမျက်နှာဦးနဲ့ဒီဦးစီဦးပေါ်ဆောင်မှာမယ်ဆိုရင်ပုံစံရဆိုရင်တော့အဲ့ဒါလေးကြီးတော့ကြည့်ကြပြန်စစ်စစ်ဖို့လိုရဲ ရွာငံမြို့နယ်ဟာလာမယ့်2026ခုနှစ်ဇန်နဝါရီလမှာကျင်းပမယ်ဒုတိယပိုင်းရွေးကောက်ပွဲကျမှသာကျင်းပမယ်မြို့ဖြစ်ပြီးအဲ့ဒီမြို့မှာစံခန့်ရေးပါတီဆိုင်ဘုတ်အပြင်ပြည်သူ့အရှိဆောင်ပါတီဆိုင်ဘုတ်တွေကိုလည်းစိတ်ထူထားပါတယ်စစ်တပ်ကလိုက်ဝေတဲ့ပန်ဖလက်တွေမှာရွာငံမြို့နယ်ကနေဝင်ရောက်ရွေးချယ်ခံမယ်ကိုစလီလောင်း၄ရောက်ရဲ့ကိုကြီးအကျင့်နဲ့မဲပေးစနစ်တွေပါတီကျွတ်ကျော်တန်တဲ့ဆောင်ဘုတ်တွေကိုရိုက်နှိပ်ထားတာပါ 库洛斯塔加拉纳别墅内，张凯业被拘留两百分钟后，P.R.B. 侦查大楼来围拦截他被、啊，但提波拉被拘留两天后，库洛比亚雷。现在我们困难了，现在我们不不闹，现在我们面对大家伙。查巴迪的你哪了？查巴迪的没错是永不客气，客气的这些嘛，都都啊，引用部分的那些没错的是无缘。查巴迪呀，你们的你哪了？我哪不闹，阿弟不承认，张鲁不不承认，阿弟阿娜不承认，不闹，不要的。 ဘောနော်အဲ့လိုမျိုးလက်နက်နဲ့လွယ်ပြီးတော့ယူနီဖောင်းနဲ့လက်နက်လွယ်ပြီးတော့လေပါတီတွေကိုမဆွပေးဘူးဆိုတာကလည်းဒါပုတ်ပင်နေတူတယ်ဒါလုံးဝမဖြစ်ထိုက်ခဲ့မဖြစ်သင့်တဲ့ကိစ္စပဲကျွန်တော်တို့ကယူဆတယ်ဗျာအခုလိုလက်နက်အပြည့်အစုံနဲ့စံခံရေးပါတီအနံ့ရရှိမှုစစ်တပ်ကဥဆောင်ဆောင်ရွက်နေပေမဲ့လည်းရွာငန်ဒေသခံပြည်သူတွေကတော့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးမျိုးလင်းချက်ထားစရာမရှိဘူးလို့တုံ့တက်ပြောဆိုပါတယ်ရွေးကောက်ပွဲရဲ့ကျွန်တော်တို့ကကလေးတွေဆိုတော့တိမ်မပြောကြဘူးဟုတ်လားဝန်ဆောင်ဝန်ဆောင်ဝန်လွှမ်းမှာပဲအဲ့လိုမျိုးပဲမြင်လား ်ရောက်ွယ်ရဒီစထောင်းနဲ့တော့လောက်ဖွေရလို့မမြင်လို့ထင်တာပဲကျွန်တော်တို့မြင်ရတယ်အမေဒီမဲ့ရှိတော့ဒီလိုသဘောနဲ့လောက်ရမယ်ဒီလိုကကျွန်တော်လူတူအနေနဲ့တော့သိမျိုးလဲချင်းနဲ့ထားလို့မရဘူးပဲကျွန်တော်ကြီးသမားလေးအထက်မှာဆိုတော့ကျွန်တော်မျိုးလဲချရတော့ဘာမှမပြီးဘူးစိုက်ပျိုးရေးလုပ်ငန်းနဲ့အဓိကတက်မွေးကြတဲ့ရောင်ငန်မျိုးမှာဝင်ရောက်ရွေးခံမဲ့အမတ်လောင်းတွေထဲမှာ ေသခံတောင်သူ၂ယောက်ပါဝင်ပြီးရုရှားကနေတတုဗေဒနဲ့မဟာအင်ဂျင်နီယာဘွဲ့ရရှိထားတဲ့ဒေသဥစည်းအဖွဲ့ဝင်တယောက်နဲ့ရန်ကုန်မြို့ကကော်ဖီချန် လုပ်ငန်းလုပ်ကင်သူတယောက်လည်းပါဝင်ပါတယ်။စစ်တပ်ကလက်နက်ပစ်စုံနဲ့တန်ခန့်ရေးပါတီရဲ့ဘန်ဖလက်တွေကိုလိုက်လံဖြန့်ဝေနေတာကမဲမတမာမှုတွေဆောင်ရွက်ဖို့ကြိုတင်ပြင်ဆင်လာတဲ့အခြေအနေဖြစ်တယ်လို့လာမယ့်ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်မယ်ကိုစရလောင်းတချို့ကတုံ့တက်ပြောဆိုပါတယ်။ကျမဟနာပါ နိုဝင်ဘာလ28ရက်နေ့ကနေဒီဇင်ဘာလ1ရက်နေ့ထိတရုတ်နိုင်ငံယူနန်ပြည်နယ်မှာကျင်းပနေတဲ့လျံချမ်းမဲခေါင်အပီပီဆိုင်ရာရုပ်ရှင်ရဲသားတပတ်ပွဲတော်ကိုစစ်ကောင်စီလက်အောက်ခံပြန်ကြားရေးနဲ့ပြည်သူ့ဆက်ဆံရေးဦးစီးဌာနညွန်ကြားရေးမှူးချုပ်ဦးအေးကျွဲနဲ့အတူအာနာသိန်းစစ်အုပ်စုရဲ့ဝါရဖြစ်မှုတွေမှာကုညီပါဝင်နေတဲ့သူတွေတက်ရောက်နေတယ်လို့အမှုပညာအတိုင်းဝန်းနဲ့နေဆက်သူတွေစီကနေသိရပါဗျာ။ ရုပ်ရှင်အစီရောဥက္ကဋ္ဌဦးကြည်စိုးထွန်းနဲ့တားဖြစ်သူချမ်းသာကြည်စိုးဟာတာတိယုတ်ဆောင်ဒိန်းတောင်ဒရိုက်တာမီးပွားမင်္ဂလာရုပ်ရှင်ပိုင်ရှင်ဇော်မင်းတို့တက်ရောက်နေတာဖြစ်ပါတယ်။အဲ့ဒီရုပ်ရှင်ပွဲတော်မှာတော့ချစ်သူသားပန်းတပွင့်ဖြစ်ခဲ့လင်းနဲ့တပင်တယ်မြန်းင်းစီရုပ်ရှင်ကနှကားပါဝင်ပြတ်တက်မှာဖြစ်ပြီးအဲ့ဒီရုပ်ရှင်ကားရင်းနဲ့သက်ဆိုင်မှုမရှိဘဲဟာတာတိယုတ်ဆောင်နဲ့ဒရိုက်တာမီးပွားတို့တက်ရောက်တာကတော့စေအုပ်စုကိုထောက်ခံပြီးဝါရဖြတ်ပေးတာတွေကြောင့်တက်ရောက်ခွင့်ရတယ်လို့ အနုပညာအတိုင်းဝန်တဲ့နီးစပ်သူတူကပြောပါရရှင်ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီးဂျပန်ဝန်ကြီးချုပ်ရဲ့ပြောစကားကိုပြန်ရုပ်သိမ်းမှုဂျပန်ပြည်သူထောင်ထဲချီပြီးတော့ဆန္ဒဖော်ထုတ်တောင်းဆိုခဲ့ကြပါတယ်။တောက်ကြနေညာကဂျပန်ဝန်ကြီးချုပ်ရုံအပြင်မှာတောင်းဆိုခဲ့တာဖြစ်ပြီးဝန်ကြီးချုပ်တခါအီချီစစ်ဖြစ်အောင်မလှုံ့ဆော်ပါနဲ့မှတ်ချက်ကိုချက်ချင်းရုပ်သိမ်းမှာဖွဲ့စည်းပုံကိုလိုက်နာပါဆိုတဲ့ကြွေးကြော်သံတွေကိုကြွေးကြော်ခဲ့ကြပါတယ်။တခါအီချီကတော့ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီးနိုဝင်ဘာလ9ရက်နေ့ကပတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။ တရုတ်နိုင်ငံကထိုင်ဝမ်ကိုအင်အားသုံးတာကဂျပန်နိုင်ငံရဲ့ရှင်သန်မှုအခြေအနေကိုချိန်ချောက်တာဖြစ်ပြီးဂျပန်နိုင်ငံကလက်နက်ကင်ကထိုင်ဝမ်အရေးကိုဝင်ရောက်ဆွတ်ဖက်သွားမှာဖြစ်ကြောင်းတာကာအီကြီးကအရေးအမို့ပြောဆိုခဲ့တာဖြစ်ပါတယ်။အဲ့ဒီလိုမှတ်ချက်ပေးပြီးတဲ့နောက်ဂျပန်နိုင်ငံရဲ့လမ်းနေမှာဝင်ကြီးချုပ်ရဲ့မှတ်ချက်ကိုစန့်ကျင်မှုတွေရှိခဲ့ပြီးတောက်ကြနေစန့်ကျင်ဆန္ဒပြမှုကတော့တတိယအကြိမ်ဖြစ်ပါတယ်။ တခိုင်အကြီးကသူ့ရဲ့မှတ်ချက်ကအစိုးရရဲ့ကာလရှည်အမြင်နဲ့အတူတူပဲဖြစ်လို့မှတ်ချက်ကိုပြန်လဲရုပ်သိမ်းမှာမဟုတ်ဘူးလို့အခိုင်အမာပြောဆိုထားပါဗျ။ဆန္ဒပြသူတွေကတော့အဲ့ဒီမှတ်ချက်ကဘသူအတွက်မှအကျိုးမရှိဘူးလို့ယုံကြည်နေကြပြီးတချို့လူတွေကလည်းအာရှမှာဂျပန်နိုင်ငံရဲ့အခန်းကဏ္ဍနဲ့အနာဂတ်ကိုစိုးရိမ်မှုတွေရှိနေကြပါဗျ။တောက်ကြနေဆန္ဒပြမှုကိုဒေသစံတော်ချိန်ည9နာရီခွဲမှာပြုလုပ်ခဲ့တာဖြစ်ပြီးတာခအီချီကိုဝင်ကြီးချုပ်ယာဒူးကနေနှုတ်ထွက်ပေးဖို့တောင်းဆိုဆန္ဒပြခဲ့ကြပါရှင်။ DVV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကြည့်ရှုခဲ့ရတာပါအားလုံးကျေးဇူးတင်ပါတယ်ရှင်ကျွန်မကတော့ဝန်နေပါ